နောက်ထပ်ရခိုင်တည်င်းတပုတ်အနေနဲ့ကတော့ကြောက်ဖြူတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအကြဆုံးများလို့လူနေကြီးရွာတွေကို drone နဲ့ပုံကျဲတိုက်ခိုက်မှုတွေရှိနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ကြောက်ဖြူမြို့နယ်လက်ခမော်ကြီးရွာနဲ့မလာကျွန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်ရာနဲ့ရှိတိုက်ဆောင်ခဲ့တယ်လို့သိရပါဗျ။အပြည့်ရထားတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းတစ်ခုဟာ ကြောက်ဖြူမြို့နယ်လက်ခမောရွာဖက်ကိုစစ်ကြောင်းထိုးလာတဲ့အချိန်အရခတက်တော် AA နဲ့မေလာ17ရက်နေ့ကစလို့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားရာကနေစစ်ကောင်စီတပ်သားယာနဲ့ရှိတေဆောင်ခဲ့ရတာဖြစ်တယ်လို့မြေပြင်တရင်ရင်းမြစ်တယောက်ကနရင်းစရာကိုပြောပါရယ်အဲ့ဒီလိုအကြဆုံးများတဲ့စစ်ကြောင်းဟာရေကြောင်းနဲ့အင်အားဖြစ်ထားတဲ့ပြည်သူစစ်မှုထမ်းသင်တန်းစင်းတွေအပါအဝင်နေမြေခံတရင်တွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ကြတယ်လို့လည်းမြေပြင်တရင်ရင်းမြစ်တွေစီကနေသိရပါရယ် အဲ့ဒီစစ်ကြောင်းမှာအကြဆုံးများနေတဲ့အတွက်ကြောင့်လက်ခမော်ရွာဟောင်းကိုစစ်ကောင်စီက drone နဲ့ပုံကျဲခဲ့တယ်လို့နေပြည်တော်ကနေလည်းလက်နက်ကြီးတွေနဲ့လှမ်းပစ်ခတ်လို့ဖုံးတော်ကြီးကြောင့်အပါအဝင်နေအိမ်တွေအပြည့်စည်မှုရှိခဲ့တယ်လို့ကြောက်ဖြူဒေသခံအမျိုးသားတယောက်ကနရင်စရာကိုပြောဆိုပါရရှင်